က်ရှိအသုံးပြုနေတဲ့လေရင်ရဟတ်ယင်၅ဆင်းကိုစစ်ကောင်မရှင်ကနေပြည်တော်မှာဆုံးလင့်စွာထုတ်ပြန်ပြီးတက်တော်ဝင်ခဲ့တယ်လို့လေတဲ့ CDM အရာရှိတွေရဲ့ပြောပြချက်အရသိရပါတယ်စစ်ကောင်မရှင်ဟာအဲ့ဒီတက်တော်ဝင်ခြင်းခန်းနာကိုပုံမှန်အားဖြင့်လေတဲ့နှစ်ပတ်လည်နေ့မှာသာပြုလုပ်လေရှိပေမဲ့နိုဝင်ဘာလ9ရက်နေ့မှာနေပြည်တော်ရှိလေတဲ့စခန်းဌာနချုပ်မှာပြုလုပ်ပြီးစစ်ဘက်သုံးသိန်းယူပို့ဆောင်ရေးလေရင်နဲ့ရဟတ်ယင်တွေတက်တော်ဝင်ခဲ့တာဖြစ်ပါတယ်အဓိကကတော့ရုရှားကဝယ်ထားတဲ့ MI-38 သုံးစီးနဲ့ တရုတ်ကဝယ်ထားတဲ့2025ရဲ့မှာမှရောက်ထားတဲ့ Y8 နှစီးကိုပဲတက်တော်ဝင်သွားတာပါရွေးကောက်ပွဲကြောင့်သာအခုလိုဆောလုပ်သွားတာလို့ထင်မိပါတယ်လို့ Leader Syrian တက်ချက်ကြီးစင်ရက ARD Times ကိုသုံးသပ်ပြောပါတယ်ဒါအပြင် Leader ရဲ့နှစ်ပတ်လည်နေ့ကိုလည်းနှစ်စဉ်ဒီဇင်ဘာ15ရက်နေ့မှာ Chandler Leader လို့ခေါ်ဆိုတဲ့မိထီလာတက်နယ်ရှိလေချောင်းတက်တင် Leader Scan ဌာနချုပ်မှသာပုံမှန်ပြုလုပ်သလိုအခုတက်တော်ဝင်မှုဟာလည်းစီရေးအဖြစ်ချင်းဖြစ်တယ်လို့၎င်းကဆိုပါတယ် အဆိုပါလေရင်နဲ့ရဟယင်၅စီးမှာတရုတ်နိုင်ငံထုတ်ဆန်းရှိ YAF200W အမီးနံပါတ်5923နဲ့5924တဲယူပို့ဆောင်ရေးလေယာဉ်၂စင်းရုရှားနိုင်ငံတို့ဗက်ဆောင်သုံး MI38 ရဟတ်ယာဉ်3စင်းတို့ဖြစ်ပြီးအဲ့ဒီတဲက18ဟာခုနှစ်တွင်ရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်းဆောင်တဲ့၎င်းမိသားစုခရီးသွားရင်အသုံးပြုနေတဲ့ Netherlands နိုင်ငံတို့ Fokker 70အထူးလေယာဉ်နဲ့ Airbus အမျိုးအစား A319115 MSN 5193အထူးလေယာဉ်ပါဝင်ချက်နိုင်ငံထုတ် L410 လို့ခေါ်တဲ့အပေါ်စားလေယာဉ်တွေလည်းဝယ်ယူထားတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာဝိုင်း8လေယာဉ်တွေကိုဝယ်ယူရမှာ10စီးအထိရှိလာပြီးအဲ့ဒီထဲကလက်ရှိတပ်တော်�င်လေယာဉ်ပါဝင် Y8 ၄စီးနဲ့ MI38 3စီးကိုအနာသိမ့်မိနဝယ်ယူပြီးအခုကျမှတက်တော်ဝင်တာဖြစ်တယ်လို့ဒေတာစီတန်အရာရှိသူက ARD Times ကိုပြောပါရယ်။အဲဒီ18လေရင်တွေမှာလည်း D2 အမျိုးအစားဖြစ်တဲ့ မော်ရယ်အဟောင်း၄စင်းအမီးနံပါတ်5815 5816 5817 5818နဲ့မော်ရယ်အမြင့်ဖြစ်တဲ့ F200W အမီးနံပါတ်5819 5820 5821-5922-5923-5924-60တို့ဖြစ်ပြီး5820-5821ဒီပြက်ကျဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။အလားတူ Y8 အမိနံပါတ်5819ကို5919လို့ပြောင်းလဲခဲ့တယ်လို့ တက်တော်ဝင်ဝိုင်းနှစည်းကိုလည်းရောက်ရှိခြင်းကဆလို့တိုက်ပွဲတွေမှာလူပို့ဆောင်ပေးတာရိခခခရန်တွေတည်ယူချပေးတာတွေလက်ရှိအထိစဉ်ဆက်မပြတ်အသုံးပြုနေတယ်လို့ဒေတာစီရီယန်ရရှိတွေစီကသိရပါတယ် MI 38ကတော့လုံလုံဆယ်မှာအရန်သုံးတာမတွေ့ရပေမဲ့ခုံတွေဖြုတ်ပြီးတဲမယ်ဆိုရင်တော့လက်ရှိ MI 17နေရာမှာသုံးလို့ရတယ် MI 38ကခံမှန်းတန်မှုဒေါ်လာ15တန်းဝင်းကျင်ရှိပြီး Y8 ကဒေါ်လာ35တန်းဝင်းကျင်ရှိတယ်လို့ နေတဲ့ CDN တက်ကြွကြီးဆေးရကဆိုပါရယ်စစ်ကောင်းဆောင်ကတော့2021ခုနှစ်ကနေ2025ခုနှစ်ထိ15နှစ်တာကာလအတွင်းနေရင်နဲ့ရဟယင်တွေတက်တော်ဝင်ခြင်းခန်းနာတွေကို15ချိန်တိုင်တိုင်ပြုလုပ်ပြီးအင်အားဖြည့်တင်းပေးထတာကြောင့်မိမိကြရာတာဝန်တွေကိုခြေပြွန်စွာအစွမ်းကုန်ထမ်းဆောင်ကြဖို့ပြောဆိုထားပါရယ်